ကျွန်တော်ကမြန်မာတပ်မတော်တွေမှာ16နှစ်လောက်တောင်းထမ်းဆောင်ခဲ့တာဖြစ်တဲ့ကြောင့်မြန်မာတပ်မတော်မှာပြည်တွင်းအမတ်ကြီးလေးသူမြောက်ခွန်ကိုကိုဘုံမအောင်မျိုးစုအဖြစ်တောင်းထမ်းဆောင်ခဲ့ဘူးကကျွန်တော်က2000ကနေ2004ခုနှစ်စီစစ်တပ်ကဘလောင့်တင်တဲ့အမှတ်စဉ်49ကိုတက်ရောက်တင်ကြခဲ့ပါလေ2005ကနေ2018သုံးလပိုင်းအထိအမှတ်9000ကတန်ကြာကတက်ခဲ့တဲ့ရင်အမှတ်83တန်ကြာကစစ်စင်ကိုကိုယ်ဝန်ဌာနချုပ်အမှတ်9000တင်ကတဲ့ရင်စတဲ့ တင်းတက်မှတွေမှာတောင်းဝန်ထမ်းဆောင်ခဲ့ပူပါတယ်လက်ရှိချိန်မှာတော့2018ခုနှစ်3လပိုင်းကနေစပြီးတော့ယနေ့ထက်ဒီရခိုင်တပ်တော်ကိုရောက်ရှိပြီးတော့တောင်းဝန်ထမ်းဆောင်ရဲ့ရှိပါတယ်ကျွန်တော်ဟာမကွေးတိုင်းဒေသကြီးချင်းမှာ3နှစ်ခွဲလောက်တောင်းဝန်ထမ်းဆောင်ခဲ့ပူပါတယ်အဲ့အချိန်တုန်းကမင်းမှုနဲ့အန်းနဲ့ကိုဆက်သွယ်ထားတဲ့ရခိုင်ပြည်ရဲ့ ဖက်ပေါက်တဘောကိုကျွန်တော်တတိထားမိပါအဓိကအကြောင်းရင်းကတော့ကျွန်တော်တို့ရခိုင်လူငယ်လူရည်တွေနဲ့တချို့မိသားစုလိုက်တွေဟာကိုယ့်ရဲ့မူရင်းနေသားကိုစွန့်ခွာပြီးတော့ပြည်ကျွန်းတော်၎င်းပြည်ပတော်၎င်းအခြားအခြားသောနေရာတွေကိုတော်ဝန်တစ်ခါသာအတွက်အလုပ်လုပ်ဖို့နေရက်ကိုစွန့်ခွာကြတာဖြစ်ပါဒီလိုဆုံးခွန်မှုနှုတ်ဟာအမြဲတမ်းမှများပြပါတ ပြန်လာတဲ့လူတွေကိုကြည့်လိုက်လို့ရှိရင်ဧည့်သည်ဖြစ်နေပဲခဏတစ်ဖြုတ်ပြန်လာပြီးတော့မှပြန်ပြီးတော့ပဲစွန့်ခွာသွားတာဖြစ်ပါနောက်ထပ်လည်းအသည့်အသည့်ရေရဘူစွန့်ခွာဖို့လူငယ်လူရွယ်တွေမိသားစုတွေအများကြီးရှိပါဘာကြောင့်စွန့်ခွာရလဲစွန့်ခွာရတဲ့အကြောင်းရင်းကတော့ဇီဝလုံးမမြအစင်မပြေမှုဆင်းရဲမှုနှိမ်ချမှုပညာရေးကျန်းမာရေးစတဲ့ခန္ဓာအားလုံးက ချို့ချုံကြပြီးတော့ယူရင်းပြည့်စုံမှုတွေကိုမခံနိုင်တဲ့အတွက်ကြောင့်နေရက်ကိုဆွန့်ခွာပြီးတော့ဖြည့်ရှင်းဆောင်ရွက်ကြတာဖြစ်ပါတယ်ဒီလိုသာကျွန်တော်တို့ရခိုင်နဲ့ရခိုင်မျိုးနွေစုနေရက်ကိုဆွန့်ခွာနိုင်မယ်ဆိုရင်နောက်တစ်ချိန်မှာကျွန်တော်တို့ရခိုင်ပြည်ရင်းမှာရခိုင်လူမျိုးဆိုတာရှင်းနိုင်ပါဦးမလားဆိုတော့တန်တရားစိတ်ကျွန်တော်စိတ်ထင်မှာအများအားဖြစ်မိပါတယ်ဒီပြဿနာကို ဖြည့်ရှင်းဖို့အကြောင်းရင်းကတော့ကျွန်တော်တို့ကိုယ်ကံကြမ္မာကိုကိုယ်ဖန်တီးနိုင်ဖွင့်ရှိတဲ့ PDP ဖြစ်အောင်ကြိုးစားဆောင်ရွက်မှရမယ်ဆိုတဲ့တန်တဲ့ဟန်စိတ်ကိုချပြီးတော့ကျွန်တော်ဟာရခိုင်တပ်တော်ကိုလာရောက်ပြီးတော့တာဝန်ထမ်းဆောင်ခြင်းဖြစ်ပါတယ်ဒီနေရာမှာရခိုင်ပြည်တော်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ပြည်သေးဝင် ဌာနကအဖွဲ့ဝင်တော့အထူးသဖြင့်ဝေးကြီးကိုပြောချင်ပါတယ်ကိုရခိုင်လူမျိုးနဲ့ရခိုင်မျိုးနည်းစုရဲ့အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ဖို့အတွက်ပဲအလုပ်လုပ်ဖို့လိုပါလိမ့်မယ်ကိုလူမျိုးနဲ့ကိုလူမျိုးစုရဲ့အကျိုးစီးပွားကိုနှောက်ရက်ဖြစ်စေရအလုံးမျိုးမလုပ်ဖို့ကျွန်တော်အနေနဲ့ တိတ်တွန်းရှံပါတစ်ဆက်ပြောလို့ရတာကတော့ကျွန်တော်ကမြန်မာတပ်မတော်ထဲမှာ၁၆နှစ်လောက်တောင်းထမ်းဆောင်ခဲ့တာဖြစ်တဲ့ကြောင့်ကျွန်တော်နဲ့တပတ်စဉ်တငယ်ချင်းတွေအများကြီးရှိပါတယ်ကျွန်တော်ရဲ့စီနီယာအကူတွေရှိပါတယ်ကျွန်တော်ရဲ့ဂျူနီယာညီငယ်လေးတွေရှိပါတယ်ကျွန်တော်ရဲ့အထက်ဆရာသမားတွေရှိတယ်ကျွန်တော်ရဲ့အောက်လက်အောက်မေသားတပည့်လေးတွေရှိပါကျွန်တော်အားလုံးအပေါ်မှာတာဝန်ရှိပါတယ်ဒါပေမဲ့ အမျိုးသားရဲ့တာဝန်တရားကိုထမ်းဆောင်တဲ့အချိန်မှာကျွန်တော်ခြေချင်းမူရင်းကင်းမင်းစွာနဲ့ပြတ်ပြတ်သားသားဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ဒီမှာကျွန်တော်လိုပဲတာဝန်ထမ်းဆောင်နေကြတဲ့ရခိုင်အမျိုးကောင်းသားအမျိုးကောင်းသမီးရဲ့အနေနဲ့လက်ရှိရခိုင်ပြည်မှာဖြစ်ပေါ်နေတဲ့ဒုက္ခနဲ့တွင်ကိုကြင်ဖို့အတွက်ကိုကျွန်တော်တို့ရခိုင်လက်တော်နဲ့အတူလာရောက်ပူးပေါင်းဖို့ဖိုက်ခေါ်အပ်ပါ ျွန်တော်ကနမတမတော်မှာဘုံမှုအဆင့်နဲ့နေခဲ့တဲ့တဲ့ကြောင့်ဘုံမှုအဆင့်နဲ့လွန်ကြီးသောလာစာခံစားခွင့်တွေရရှိပါလက်ရှိကျွန်တော်တော်လိုင်းတက်ထဲမှာနေရဖြစ်တဲ့ကြောင့်ကျွန်တော်ဘာခံစားခွင့်မှမရှိပါဘူးသို့တော့ဒီလာစာရက်ခံစားခွင့်တွေဆိုတာ လက်ရှိရခိုင်ပြည်မှာဖြစ်ပွားနေတဲ့ရခိုင်နဲ့ရခိုင်မျိုးနွယ်စုတွေဖြစ်ပွားနေတဲ့ခံစားနေရတဲ့ဒုက္ခတွေနဲ့နှိုင်းဆန်လို့ရှိရင်ဘာမှနှိုင်းချင်စရာမရှိပါဘူးမမောစရာမရှိပါဘူးကိုလူမျိုးနဲ့ကိုလူမျိုးရဲ့မျိုးနွယ်စုတွေရဲ့သာဝရအကျိုးစီးပွားကိုဥတည်ပြီးတော့မှပဲဆုံးဖြတ်ဖို့လိုပါလိမ့်မယ်ဗမာတက်ထက်မှာရောင်းနေရောက်ခိုင်အမျိုးကောင်းသားအမျိုးသမီး အရာရှိစိုက်ပြီးကြီးအားလုံးအနေနဲ့အထက်ဆရာသမားကြီးပဲရှိရှိတမေရှင်းကြီးပဲရှိရှိတာယွန်းစီကြီးကိုပြပတ်သားသားနဲ့ဖက်ပြီးခံစားခွင့်ဒီပါတိတစ်ခုလေးညွန်လိုက်ချက်ကြီးကိုမယူဘဲနဲ့ဟိုအမျိုးသားအကျိုးစီးပွားကိုဥထိုက်ထားပြီးကျွန်တော်ရဟိုင်းတက်တော်ကိုလာတော့ပူပေါင်းဖို့ကြောင့်ကိုကျွန်တော်နေပြီးကဖိုက်ခေါ်အပ်ပါလေလက်ရှိ Facebook media မှာ ရခိုင်ဗမာလူမျိုးရေးအဓိကရုံးဆန်ဆန်ဖြစ်နေတာလည်းရှိပါတယ်။ရခိုင်တန်းလန်းချင်းဆိုတာဘာလဲဆိုတဲ့ပြဿနာမျိုးဖြစ်ပါတယ်။ရခိုင်တန်းလန်းချင်းဟာလူမျိုးရေးအမှုတရားမဟုတ်ပါဘူး။ရခိုင်တန်းလန်းချင်းဆိုတာရခိုင်နဲ့ရခိုင်မျိုးနွယ်စုတွေကိုယ်ကံကြမ္မာကိုကိုယ်ဖန်တီးနိုင်ခွင့်ရှိတဲ့အနာဂတ်ကိုရှောက်လှမ်းမဲ့အမျိုးသားအကျိုးစီးပွားဥတီချက်တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့် လူမျိုးအမှုတရားလုံးဝကိမိစွန်နဲ့လောက်ကန်ဆောင်ရနေတာလေဖြစ်ပါလေအားလုံးကိုကျေးဇူးတင်ပါ